အာရှပစိဖိတ်စီပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC မှကောင်ဆောင်များဟာ32ကြိမ်မြောက် APEC စီပွားရေးကောင်ဆောင်များတွေ့ဆုံပွဲမှာအဓိကရလက်မှတ်တမ်း၃ခုကိုထုတ်ပြန်နိုင်ခဲ့ကြောင်းတောင်ကိုရီးယားသမ္မတလီကျင်မြောင်ကမနေ့ကကြေညာခဲ့တယ်လို့သိရပါတယ်။ပထမတစ်ခုကတော့ဂေယောင်ကျူကြေညာစာတမ်းဖြစ်ပါတယ်။အခုကြေညာစာတမ်းဟာ Putra Jaya Vision 2040အောင်မြင်ရန် ပွင့်လင်းမြင်သာတဲ့ငြိမ်းချမ်းတဲ့အာရှပစိဖိတ်တိုင်ဝမ်တိဆောက်ရေးအတွက်အနာဂတ်အတွက်ကာလလတ်နဲ့ကာလရှိအေပက်အပြောင်အောင်စာတမ်းတစ်ခုကိုအကောင့်ထဲပုံမဲ့အဖွဲ့ဝင်များရဲ့ခိုင်မာတဲ့ဂရင်းကိုကိုရောင်းပြန်ဟတ်ခြင်းဖြစ်ပါတယ်ဒုတိယမှတ်တမ်းကတော့ APEC AI Initiative ဖြစ်ပြီး AI အသွင်ကူးပြောင်းရေးမှာပါဝင်ရအဖွဲ့ဝင်နိုင်ငံများအားလုံးအတွက်ဘူဝါဒပိုင်းဆိုင်ရာလက်ညှိုးမှုများနဲ့အကျိုးစီးပွားကိုအတူတကွခံစားရေးဖြစ်ပါတယ် တတိယကတော့ demographic change အတွက်အပပူပေါင်းဆောင်မှုမူပေါင်းဖြစ်ပြီးကလေးမွေးဖွားမှုနှုန်းကျဆင်းခြင်းနဲ့တက်ကြီးရွယ်မှုများလာခြင်းစတဲ့ demographic ပြောင်းလဲမှုတွေကိုတုံ့ပြန်ရန်အဖွဲ့ဝင်နိုင်ငံများအတွက်မူဝါဒများပေါင်းဝင်ကြောင်းတမရလီကပြောကြားခဲ့ပါတယ်။ Building a sustainable tomorrow ကောင်းစဉ်နဲ့ကျင်းပခဲ့တဲ့အခုနှစ်အပအစည်းအဝေးဟာဒေတာတွင်ချိတ်ဆက်မှုအဆင့်မြင့်တင်ရေးတည်ထွင်ဖန်တီးမှုနဲ့တိုးတက်မှုရရှိအောင်ဆောင်ရွက်ရေးအာရှပစိဖိတ်အတွက်ပုံမှန်ကြမ်းကြမ်းခံနိုင်တဲ့အနာဂတ်တစ်ခုဖန်တီးရေးတို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ 1989ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ APEC ဟာစီးပွားရေးတိုးတက်မှုကိုအားကောင်းစေတဲ့အင်ဂျင်တစ်ခုဖြစ်လာမှာဖြစ်ပြီးအာရှပစိဖိတ်ရဲ့အရေးကြီးဆုံးဒေတာရင်းဖိုရမ်များထဲကတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ